အနာစာအသင်းကောင်းဆောင်စီရိုနာဒိုဟာအဲဟာဆန်အသင်းကိုနှစ်ဂိုးကူးမရှိနဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ရဲ့ပွဲချိန်88မိနစ်မှာအသင်းအတွက်ဒုတိယဂိုးသွင်းယူခဲ့ပြီးနောက်ကစားသမားဘုက950ပြည့်မြောက်ခဲ့ပါတယ်။၎င်းဟာကစားသမားတက်တန်တလျှောက် Sporting Lisbon အတွက်9ဂိုး၊ Manchester United အတွက်145ဂိုး၊ Real Madrid အသင်းအတွက်ဂိုး450ဂျူဗင်နယ်အသင်းအတွက်100ဂိုး၊အနာစာအသင်းအတွက်106ဂိုး၊ပေါ်တူဂီလိုစီအသင်းအတွက်143ဂိုးသွင်းယူထားတာဖြစ်ပါတယ်။ ်အမျိုးသားဘောလုံးသမိုင်းမှာဂိုးသွင်းအများဆုံးသောသမားအဖြစ်ရပ်တည်နေတဲ့စီရွန်ရိုရဲ့နောက်မှာတော့မက်ဆီက862ဂိုးပီလီက862ဂိုးရီမာရီယူက956ဂိုးနဲ့ပူရှ်ကက်က925ဂိုးအတိအကျရှိနေပါတယ်စီရိုနာရိုနေနဲ့အခုရတီမှာဆော်ရီလီမန်69သွင်းယူထားပြီးပြန်ပွဲစုံမှာတော့9ကိုရှိနေပါတယ်။၎င်းဖို့9000အိမ်မဲအတွက်90တိတိသားလိုအပ်တော်တာလည်းဖြစ်ပါတယ်။9950ပြည့်မြောက်ပြီးနောက်စီရိုနာရိုကအသင်းရဲ့နိုင်ပွဲအတွက်အကူအညီရလို့နဲ့ 950ပြည့်မြောက်တဲ့အတွက်ပြောင်းရွှေ့မိပါတယ်နောက်ထပ်သွင်းကိုတွေလည်းအများနဲ့ဆောက်လောင်းနေပါတယ်လို့လူမှုကွန်ရက်မှာကြေညာခဲ့ပါတယ်